ပြီးခဲ့တဲ့ဗီဒီယိုမှာ matter learning လို့ခေါ်တဲ့လေ့လာခြင်းဆိုတဲ့အကြောင်းအရာကိုပြန်ပြီးတော့မှလေ့လာဖို့လိုတယ်ဆိုတာကိုကျွန်တော်ရှင်းပြခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်တို့အားလုံးကြုံမှုကြပါပါစာအုပ်တွေအများကြီးဖတ်ဘူးခဲ့ကြတယ်ဒါပေမဲ့မမိတဲ့အကြောင်းအရာကိုပြောပါဆိုလို့ရှိရင်သိကြပါရစေကျွန်တော်တို့စာအုပ်ဖတ်တော့ကတော့ဟိုကိုကြိုက်တဲ့ idea တွေအများကြီးရှိကောင်းရှိမှာပါသူပဲလည်းပဲစာအုပ်ဖတ်တာအဲ3 4ရက်လဲကြာသွားရောမမိတဲ့အကြောင်းအရာတွေကကိုကြိုက်ခဲ့တဲ့ idea တွေက80ရာခိုင်နှုန်းလောက်ကပျောက်သွားရောပေါ့ဗျာ အဲ့လိုပဲကျွန်တော်တင်နန်းပေါင်းများစွာကိုကျွန်တော်တက်ပုခဲ့ကြမှာပါတင်နန်းတက်တဲ့အခါမှာတော့ကျွန်တော်တို့မှတ်ထားတဲ့အကြောင်းအရာတွေအများကြီးရှိတယ် idea တွေအများကြီးရှိတယ်သို့ပေမဲ့လည်းပဲတော့အခုချိန်မှာပြန်စဉ်းစားလို့ရှိရင်တခုတော့မှမနေ့ပြန်စဉ်းစားရနေတယ်ဆိုတော့အနေထားမျိုးလည်းကြုံမှုကြမယ်ထင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့လေ့လာခြင်းမှာကျွန်တော်လေ့လာခဲ့တဲ့အချိန်တွေကအများကြီးရှိခဲ့ပါတယ်အတိတ်မှာကျွန်တော်လေ့လာခဲ့တဲ့အကြောင်းအရာတွေလည်းအများကြီးရှိခဲ့ပါတယ်တို့ပင်မဲ့လည်းပဲမှတ်မိသလားလို့ပြောလို့ရှိရင်ဒီမှာမှတ်မိတဲ့အကြောင်းအရာက20ရာခိုင်နှုန်းလောက်ပဲရှိမယ်ထင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော် ို့လိလာခြင်းမှာပေါင်းထည့်ရမယ်ကျင့်သုံးရမယ်เนาะအကြောင်းအရာလေးတစ်ခုနီလန်းလေးတစ်ခုကဘာလဲဆိုလို့ရှင်စကလုံးလေးတစ်လုံးမှာပဲ recall လို့ကျွန်တော်တို့ခေါ်ပါတယ်ပြန်ပြီးတော့မှမညံကိုဖော်ထုတ်ခြင်းပေါ့ဗျာကျွန်တော်တို့စောက်တုတ်ကိုဖတ်တယ်ဆိုတဲ့နေရာမှာသင်တန်းတစ်ခုတတ်တယ်ဆိုတဲ့နေရာမှာရလိုက်တဲ့ idea တွေကိုဘယ်လိုလုပ်ရမလဲဆိုလို့ရှင်ကပ်ပြားလေးတပြားပေါ်မှာခြာရည်ရမယ်ပေါ့ဗျာ။နောက်ကပ်ပြားလေးရဲ့အနောက်မှာကျွန်တော်တို့ကမလုပ်မလဲဆိုရှင်ကိုရလိုက်တဲ့ idea လေးကိုကျွန်တော်ခြာရည်မယ်။ အဲ့ဒီ idea ကိုကျွန်တော်တို့ကကပ်ပြားတဲ့ထိတ်မှာခေါင်းစဉ်တက်မယ်ပေါ့ဗျာဆိုကြပါစို့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လာလို့ဆိုကြပါစို့ကိုကစီးပွားရေးစာအုပ်တအုပ်ဖတ်တယ်ဟလာအဲရောင်းအားတက်စေမဲ့နီလန်၅ခုကိုကိုကရလိုက်တယ်ဆိုလို့ရှိရင်ခေါင်းစဉ်ကထိတ်မှာရောင်းအားတက်စေမဲ့နီလန်၅ခုလို့ကျွန်တော်တို့ရေးမယ်အတွင်းမှာအဲ့ဒီ၅ခုကိုကျွန်တော်တို့ရေးမှာပေါ့ဗျာပြောချင်တာကဒီရှိဒီခေါင်းစဉ်ဒီအတွင်းဒီခေါင်းစဉ်တစ်ခုရဲ့အဖြေပေါ့ဗျာအဲ့တော့ကို့အနေနဲ့သင်တန်းတက်တာပဲဖြစ်စာအုပ်ဖတ်တာပဲဖြစ်ဖြစ်ရလိုက်တဲ့ idea လေးတွေကိုကပ်ပြားလေးတွေမှာချရေးမယ်ဒါမှမဟုတ်လည်းတနေရာမှာရေးပြီးတော့မှဒီလိုကပ်ပြားပုံစံလေးလုပ် မယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ sound အုပ်ဖတ်ပြီးလို့ကပြလေး၅ခု idea လေး၅ခုပဲရရနော်တင်တဲ့တစ်ခုတက်ပြီးလို့ idea လေး၅ခု၁၀ခုပဲရရဘာလုပ်မလဲဆိုလို့ရှိရင်တရနေ့ရနေတဲ့အချိန်မှာဒီခေါင်းစဉ်လေးတွေကိုဖတ်ပြီးတော့မှကိုယ့်ကိုပြန်ပြီးတော့မှမှတ်ဉာဏ်ကိုဖော်ထုတ်ရပါမယ်ပြန်ပြီးတော့မှမိကုံထုတ်တာပေါ့ဗျာဟလာကိုယ်အနေနဲ့ဒီခေါင်းစဉ်ကိုဖတ်ပြီးတော့မှဟလာကိုယ့်ရဲ့ရောင်းအားတက်စေမယ့် idea ၅ခုကဘာလဲဆိုတဲ့ခေါင်းစဉ်ကိုဖတ်လိုက်ပြီးတခဏအနောက်ကိုလှမ်းမကြည့်ပဲနဲ့ ဘယ်နှခုလောက်မှတ်မိသလဲလို့ကိုယ်ကိုစဉ်းစားဖော်ထုတ်ရပါမယ်။နော်ဒီလိုနည်းအားဖြင့်အုံနောက်ကဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဟလာဖော်ထုတ်နိုင်၃ခုလောက်ဖော်ထုတ်ဖော်ထုတ်နိုင်မယ်၊၂ခုလောက်ဖော်ထုတ်ရင်ဖော်ထုတ်နိုင်မယ်။မဖော်ထုတ်နိုင်တဲ့အကြောင်းအရာကိုကိုကနော်တိတိကျကျလေးစဉ်းစားပြီးလို့မှမရတိတိုင်အောင်ပြန်ကြည့်လိုက်တဲ့အနေအထားမျိုးမှာဘာဖြစ်သွားလဲဆိုအဲ့ဒီအကြောင်းအရာကပို့ပြီးတော့မှနောက်တစ်ချိန်မှာမှတ်မိဖို့ပို့ပြီးတော့မှလွယ်သွားပါတယ်။ဒီမှာ recall နဲ့ review နဲ့မမပါနဲ့။ပြန်ဖတ်ခိုင်းတာမဟုတ်ပါဘူး။ပြန်ဖတ်တယ်ဆိုတာ review လုပ်ခိုင်းတာပါ။အဲ့တော့ ရင်ရှည်မှတ်မိအောင်လို့ပြောတဲ့နေရာမှာခဏခဏဖတ်เสียရမလို့ပါဘူးခဏခဏမေးခွန်းမေးတတ်ဖို့ပဲလိုတာပါခဏခဏမေးဖို့ပဲလိုတာပါဒါကြောင့်မလို့ကျွန်တော်တို့ recall ဆိုတဲ့အကြောင်းအရာက review ဆိုတဲ့အကြောင်းအရာထက်ပိုပြီးတော့မှဒီမှာ effective အကျိုးပိုပြီးတော့မှရှိပါတယ်အစွမ်းပိုပြီးတော့မှရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့နော် လေ့လာတယ်ဆိုတဲ့နေရာမှာကိုယ်နောက်ထဲမှာ ကိုမှတ်မိစေခြင်းနဲ့အကြောင်းအရာလေးတွေကိုဒီလိုကပ်ပြားလေးတွေလုပ်ရပါမယ်။စာအုပ်တအုပ်ဖတ်ပြီးလို့ကပ်ပြားပန်းကတ်ရမလဲကျွန်တော်တို့ကြည့်မယ်။เนาะကျွန်တော်တို့တင်တန်းတစ်ခုတက်ပြီးလို့ကပ်ပြားပန်းကတ်ရမလဲကြည့်မယ်။2အုပ်၊2အုပ်၊3အုပ်၊4အုပ်ဟလာတဖြည်းဖြည်းနဲ့ကျွန်တော်တို့ကပ်ပြားလေးတွေများလာမှာပေါ့ဗျာเนาะ5အုပ်၊6အုပ်၊9အုပ်၊10အုပ်အစားရှိတဲ့ဖြင့်အုပ်20 30ရှိလာတဲ့ဆိုတဲ့နေရာမှာတုတ်တုတ်ကိုကပ်ပြား90ဖြင့်ဖြစ်မယ်20ဖြင့်ဖြစ်မယ်ဆိုတဲ့နေရာမှာ idea တွေကเนาะအဲယာနဲ့ချီပြီးရှိလာတဲ့ဆိုတဲ့အနေအထားမျိုးမှာကျွန်တော်တို့ အဲ့ဒါဒပတ်နေတဲ့ဒပတ်နေလို့တစ်ခါစနေတင်းကုန်နေတရက်မှာကျွန်တော်တို့ကဒီ idea အကုန်လုံးကို record ပြန်လုပ်မယ်ပေါ့ဗျာဒီလိုနေအချင်းကျွန်တော်တို့ရဲ့အုံနောက်ထဲမှာ idea တွေအကုန်လုံးမမိနေပြီးတော့မှာကျွန်တော်တို့လေ့လာခဲ့သမျှပြီးခဲ့သမျှအချိန်ထုတ်တုံးခဲ့သမျှအားအင်တွေအကုန်လုံးကကျွန်တော်တို့ကိုကောင်းကောင်းအကျိုးရှိစေမှာပဲဖြစ်ပါတယ်ကျွန်တော်တို့လေ့လာခဲ့ရင်လေ့လာခဲ့သလောက်ကိုယ့်ကိုအကျိုးရှိစေမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့လေ့လာခြင်းမှာကျွန်တော်တို့ကတစ်ခါလေး idea အုံနောက်ထဲကို ဖုန်ကနေပေါ်လာ ပေါ်လာပြီးပေါ်လာတာနဲ့ဒီ idea ကကိုယ့်အုံနောက်ထဲမှာအမြဲတမ်းအမှတ်မိနေလိမ့်မယ်ဆွဲနေလိမ့်မယ်လို့ကျွန်တော်တို့ကမျှော်လင့်လို့မရပါဘူးကိုယ့်အုံနောက်ထဲမှာအမြဲတမ်းမှတ်မိနေစေခြင်းနဲ့ဆွဲနေစေခြင်းနဲ့ဆိုလို့ရှိရင်အခုကျွန်တော်ချပြတဲ့နော်ကပ်ပြားပုံစံလေးလုပ်ပြီးတော့မှကုကုကုနှစ်ရက်တစ်ခါဆိုသလိုဒါမှမဟုတ်နေ့စဉ်နေ့မနက်တိုင်းတစ်ခါဆိုသလိုဒါမှမဟုတ်တစ်ပတ်တစ်ခါဆိုသလိုကိုလိမ့်လာခဲ့တဲ့အကြောင်းအရာတွေရဲ့ခေါင်းစဉ်ကို ပြန်ပြီးတော့မှ recall မေကွန်းထုတ်ခြင်းအားဖြင့်ဒီအချက်လက်တွေဒီကိုအုံနောက်ထဲမှာဆွဲနေမှာပဲဖြစ်ပါတယ်ကိုမှတ်ညံထဲမှာအမြဲတမ်းမမိနေမှာပဲဖြစ်ပါတယ် โอเคအဲ့တော့ဒါဒီကျွန်တော်တို့လေ့လာခြင်းနီလန်တက်ကနစ်တွေထဲကတစ်ခုဖြစ်ပါတယ်အကျိုးရှိစွာလေ့လာခြင်းပေါ့ဗျာမဟုတ်လို့ရှိရင်ကျွန်တော်တို့ကလေ့လာရင်လေ့လာတလောက်အကျိုးမရှိဘဲနဲ့ကိုရတော့ငါတော့ရတယ်ထင်တယ်ဒါပေမဲ့အုံနောက်ထဲမှာဘာမှမကြံဘူးမိသွားခဲ့တဲ့ပုံစံမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့တော့ကောင်းမွန်စွာလေ့လာခြင်းနဲ့လူတစ်ယောက်အနေနဲ့အကျိုးရှိစွာလေ့လာခြင်းနဲ့လူတစ်ယောက်အနေနဲ့ recall လို့ခေါ်တဲ့ကျွန်တော်ကျင့်သုံးတဲ့ နီလန်လေးတစ်ခုကိုမျှဝေလိုက်ရပါတယ်ခင်ဗျာကိုမတ်မိတဲ့အကြောင်းအရာလေးကို၃ရက်တစ်ခါဆိုသလို recall လုပ်ပါတစ်ပတ်တစ်ခါဆိုလို recall လုပ်ပါမတ်မိစေခြင်းတဲ့အကြောင်းအရာကိုအုံနောက်ထဲမှာမတ်မိနိုင်ဖို့ဆိုတာက automatic မတ်မိတာမဟုတ်ပါဘူးကိုအနေနဲ့စူးစမ်းပြီးတော့မှနီလန်းမှန်မှန်နဲ့ပြုတ်လုဆောင်ရွက်ခြင်းအပြင်ကျွန်တော်တို့ဒီတော့ကျွန်တော်တို့လေ့လာခဲ့တဲ့များအကြောင်းအရာကိုမှတ်မိပြီးတော့မှတဖြည်းဖြည်းနဲ့အကြောင်းအရာလေးတွေပေါင်းစပ်လာပြီးတကလား knowledge tree လို့ခေါ်တဲ့အသိပညာဘူးတတာတစ်ပင်ကြီးဖွင့်ပြစီပင်လာတဲ့ပေါ့ဗျာ ။ကျေးဇူးများတင်ပါတယ်။တခုခုရသွားလိမ့်မယ်လို့လည်းယုံကြည်ပါရယ်ခင်ဗျာ။